ားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြဆွန်လိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်နေယူရေးသားထားတဲ့မတူလေခြင်းဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မတူလေခြင်းအေးခင်ရောက်စားကတတူးသည်နှစ်ခါလဲသမီးလောက်ပင်ရှိသေးသည်အေးခင်ကသုံးခါလဲဖြည့်၍အမေကနှုတ်ဖြတ်လိုက်၏အေးခင်ကိုထမင်းစီနှစ်စားနှစ်ကျွေးလင်းအေးခင်စားတက်ရွေနေပြီ။ တတူးကောင်မမာမီကနှုတ်ဘူးဆုတ်ခိုင်းတော့မင်းရှိသေးသည် အမေသည် ခလေးထိန်တတ်တမဟုတ်တတူးကိုကြည့်ရင်မာမီအိမ်ဝေယဝိဆာများကိုကူရွေးလောက်ရ၏ထမင်းလဲချက်ရ၏တတူးငငယ်ကအချိန်မှန်နှုတ်တိုက်ဖို့အတွက်နှုတ်ဘူးများပြုတ်တော့ကိစ္စနှုတ်ဖြော်ရေချိုးနှုတ်တိုက်ခြင်းများကောင်မမာမီကသူကိုယ်တိုင်လုပ်သည်ထိုကြောင့်ပင်မာမီကတူတူနှင့်အချိန်ကုန်ရသောကြောင့်အမေသည်မီးဖို့တွင်ကိုရန်ရောက်လာရခြင်းဖြစ်လေသည် မာမီသည်ဝင်ထောက်ကတော်ပင် ဖြစ်တော်လဲအတန်းအစားခွဲခြားသောစိတ်သူတွင်နေပါလေသည်မာမီစကားပြောလျင်ဖြည်းဖြည်းနှင့်တတူပြော၏တတူဖို့မုတ်တစ်ခုထုတ်ပေးလျင်အေးခင်ကိုလည်းတစ်ခုထုတ်ပေးသည်တတူဖို့ကာဝန်အစ်တစ်ခုဝယ်လျင်အေးခင်ဖို့လည်းကာဝန်တစ်ခုဝယ်ပေးသည်တို့တော့အေးခင်ဤကာဝန်သည်တတူကာဝန်လအဖိုးမတန်ပေ ဘယ်လိုပင်ဖြစ်စေထိုမြတုတ္တမီလေးအပေါ်တွင်ငဲ့ညာလင်ပဲအမေကစစ်ချမ်းသာလာပေပြီအမေလာခသည်မများလားတာမီနှစ်ယောက်ကိုတူတူတို့မာမီကထမင်းကျွေးအဝတ်ပေး၏လာခမှာတလကို25ကျပ်တာအမေရပေသည် အမေအတွက်အရေးကြီးသည်ကလာခထက်အေးခင်စိတ်လက်ချမ်းသာစွာနေရသည်ကိုကျေးဇူးတင်၏ပြီးတော့လဲထမင်းနှင့်အဝတ်ဖိုးဖူလုံနေသည်နော် အမေတို့သားမင်းနှစ်ယောက်လည်းလခ25ချက်ကိုတစ်လလုံးအတွဲချစ်ချစ်ချွတ်ချွတ်သုံးနိုင်လေသည်ညနေဆောင်လင်တူတူတို့ဒက်ဒီအားမာမီကသုံးမွေးဆောင်လေးထိုးရင်းဖြစ်ဖြစ်လုံကြည်ပေါ်တွင်ပန်းပွင့်လေးများထိုးရင်းဖြစ်ဖြစ်မျော်တသည် မျော်သည့်နေရာကလည်းတူတူဘောလုံးဆော့တက်သောမြက်ခင်းနေရာဘေးရင်းဖြစ်၏ထိုးနေရာမှာထိုင်နေလင် အလုတ်လည်းပြီးသည်ဒယ်ရီကိုလည်းကြိုရသည် ။တမီးလေးတူတူကစားသည့်ကိုလည်းမျက်စိနှင့်မြင်နေရသည်။ငယ်စဉ်ကကျောင်းစာထဲတွင်ကျဲမုံကဲ့သို့ အမဲရှုအပ်သောသားမဟူသောစကပိုက်ကိုမာတော်ဝါဒနှင့်ကြက်ခဲရသည်မှာခပ်ပပော့ပင်ဖြစ်၏။ခမမာမီသည်တူတူကိုကျဲမုံလိုရှုနေရ၏။အမှန်တော့မြတ်မှန်လို့တတ်နေရသည်ဆိုလျှင်ပုံမှန်ပေးလိမ့်မည်။မာမီနှင့်တူတူသည်တယောက်ကိုတယောက်ကဘာလောက်ကနေကြသည် တူတူဒီသာမာမီကဘာဖြစ်သလိုမာမီသာလျှင်တူတူကဘာဖြစ်နေလေသည်တူတူကိုចောင်းပုတ်ချိန်တွင်မာမီအတွက်အားလဲချိန်များပို့၍လာခဲ့သည်ရန်ကုန်ထဲရှိတာသနာပြုចောင်းသို့ចောင်းပုတ်ចောင်းပြန်လောက်ရသည်ကလွဲ၍မာမီသည် နေ့လယ်ပိုင်းတွင်အားလဲနေ၏အေခင်ကုံမူမာမီကသူတို့အနာရှိမြူနစ်စပယ်ចောင်းတစ်ចောင်းတွင်ထားပေသည်အေခင်ငါသမီးစာကြိုးစားတင်နော် ူတူတို့မာမီမလို့သမီးကိုចောင်းနေပါရထားပေးတာတချို့အိမ်တွေဆိုအိမ်စေရဲ့စာတက်ဖို့ဟာတွေဘာတွေဂရုစိုက်တာမဟုတ်ဘူးအိမ်ခင်တည်းမှန်ရှိရင်သူစပင်လေးကိုလိန်လိန်၍ကျင်နေစဉ်အမေကခဏခဏဆုံမ၏ကိုရက်အောင်နေဆိုရင်ဆရာဖြစ်တင်တန်းတက်လို့ရတယ်တဲ့ခုနှစ်တန်းနဲ့လည်းနှစ်လဆရာဖြစ်တင်တန်းဆိုလားတက်လို့ရတယ်လို့တူတူတို့မာမီကအမေကိုမနေ့ကပြောနေတယ် အမေဒီခေပညာရဲ့စနစ်ကိုသိရှာသူမဟုတ်ပေ။အမေရဲ့ကိုရန်နဲ့ဆရာဖြစ်ပဲဝင်ချင်တယ်။ဆရာဖြစ်တော့လဲကိုရန်ဆရာဖြစ်ကလခပိုကောင်းတာပေါ့။အေးပါအေးရဲ့တတူးမာမီကိုလည်းငါကအားနာသေးတယ်။ကြောင်းလခတော့မပေးရပါဘူး။ညီတော်အရွယ်တွေကလည်းမငယ်တော့အမေစိတ်ပူလို့ပြောတာအေးခင်။အမေစိတ်ပူမည်ဆိုလဲပူစရာပင်။အသက်ကသာအေးခင်ကဆက်လက်နှစ်ဆိုသည်။ ထွားလိုက်သည့်လူကောင်ကြီးမှာအပြိုကြီးဖဖဟန်ပေါင်နေတော်သည်တတူကမှ73နှစ်လည်းဖြစ်ပြန်ဂါဝန်ဝတ်ကြောင့်ဖြစ်၍ဂါဝန်နစ်ဆိုလင်ခလေးရုံမပြောင်းသေးပေတတူဘာဖြစ်ဖြစ်အရေးမကြီးဘူးအေခင်ညင်းမဖြစ်စင်နဲ့နော်အေခင်ကမှန်ကိုကြည့်ကအမေကိုရှာထုတ်ပြ၏ဤအရွယ်သည်တင်းရွက်ကြွေသည်ကိုပင်ရေမောတက်တီဆိုသည်မှမှန်၏ရွှေနှုံးမြူတော်တက်ကြွတော်သာသည် အချိန်နဲ့အရွယ်ရောက်ကလူလားမြောက်ရင်ချစ်သူနဲ့တွဲချင်းဖះသွားကြောင်းတက်နေစင်မောင်းနဲ့ခင်တူတူတချင်းတမှာမာမိစိတ်ကို အထူးပင်လှုပ်ရှားသွားစေလေသည် တူတူသည်ဘာရမဟုတ်ပြေးကခုံကအခန်းထဲဝင်လာရင်တချင်းဆော်လာခြင်းဖြစ်၏အေးခင်မှာကျမ်းပေါ်ရင်ထိုင်က မာမိရွေးချပေးသော လုံချီများကိုခောက်နေရလေသည်မရှိတူမှန်တီကုံရှင်းစံ့ မာမီကတော့လူကိုမတွေ့လိုက်နဲ့တွေ့ရင်ခိုင်းဖို့ပဲ။အော်အေးခင်ကိုတမီးပဲတနာတယ်ဆိုပြီးတူတူလှုပ်လိုက်ရင်အေးခင်အတွက်အလုပ်တစ်ခုရောက်တာပေါ့။တူတူတည်ရင်မှန်တင်ကုန်ရှေ့ရင်ထိုင်ကမှန်တော့ငွေပေါင်တာဘူးများကို တိုက်နှင့်လုံနေ၏။ပါဇက်ကလည်းမြစ်တာမတူတက်ဝင်ဂယုနာရီတက်ဝင်ချစ်သူမောင်နဲ့စုပန်စင်ဖို့ပင် ငငယ်တုန်းကချစ်ရစင်အသေးထဲမှာဝင်ဆွဲမိပြီပေါ့ချိုမေရှင်မောင်ယုံစေခြင်းမေရှင်ကြီးရဲ့တခြင်းကိုအတန်ကုန်ဟစ်နေတော့သည် မာမီမာတော့ဘာရင်မဟုတ်အီမီကောင်ပေါက်နှစ်ကောင်ចောင်းပိရက်တွင်စိတ်ကိုတစ်ခုမို့တစ်ခု အလုပ်ပေးနေရခြင်းဖြစ်၏သူလည်းတက်လှတော်လှတော့အင်ရှင်မကြီးတယောက်တော်မဟုတ် မိန်ကလေးများအရွယ်ရောက်စတွင်စိတ်နှင့်အလုံးနှင့်မပြတ်အောင်ခိုင်းထားရမည်ဟု၍စာအုပ်တုပ်တွင်ဖတ်ပူသောကြောင့်ဖြစ်၏။မာမီခိုင်းရတာကတနေ့သမီးတို့ကြီးလာတော့အခိုင်းအစင်နဲ့နေနိုင်လဲကိုကတက်နေတော့ခိုင်းတဲ့လူကိုစနစ်တကျခိုင်းနိုင်တာပေါ့။ကိုကမခိုင်းတတ်ရင်ခိုင်းတဲ့လူကကို့ကိုပြန်ခိုင်းသွားတတ်တယ်။သမီးတို့မှကုသိုလ်ကံအကြောင်းမကောင်းလို့အစိတ်ခံမထားနိုင်ဘူးပဲထား။ခုလိုကို့အိမ်မှာငငယ်ကစပြီးလောက်ကင်နေရတော့ အသားကျနေပြီးနောက်တော့လည်းလှုပ်တက်သွားတာပေါ့မိန်းကလေးဆိုတာအောက်သက်ကြီးဖို့အရေးကြီးတာတူတူကမှန်တဲ့ကိုကြည့်ရင်မာမီကိုရှာထုတ်ပြလိုက်၏မာမီမမြင်လိုက်တော့လေအေးခင်ကမြင်လိုက်တော့ကြောင့်ခက်ခနဲ့စိတ်ကရဲလိုက်လေသည်တမီးတော့လင်းယူရင်ထမင်းချက်ဒရိုက်ဘာထားနိုင်တဲ့လူကမှပဲယူမယ်အမလေးမာမီရင်ထဲတွင်ဒိန်ခနဲ့ဖြစ်သွား၏ ဧ15နှစ်ကျော်16နှစ်အရွယ်ကသမီးတော်လင်ယူရင်ဟူသောစကားကိုထည့်ပြောလိုက်သည်မှာမမိနားရဲတွင်ရင့်သေးလာချည်သည်တကားထို့သောမမိသည် သူမျက်နှာထားကိုမပြတ်အောင်ဟန်လှောက်ထားလိုက်၏သူကတော့လင်အကြောင်းတာအကြောင်းနဲ့ပတ်သက်ပြီးစကလုံးကိုတိုက်ရိုက်သုံးကားဆုံးမလင်အရွယ်ရောက်စသမီးလေးစိတ်ကိုနှိုးဆွတတိပေးသလိုဖြစ်မှာဆို၍စကလုံးကိုရှောင်ရသည်ရွေးရသည့်ဖြစ်ခြင်း ။တတူကတော့ဒီစိတ်ကူးနှစ်ဒီလင်းဆိုသောစကားကိုသုံးသပ်၍နေပေပြီ။မာမီသည်တိမ်မွေ့သူပြီးပြီးတိမ်တိမ်မွေ့မွေ့ပင်ပြုံးလိုက်၏။ဟုတ်တာပေါ့သမီး။မာမီလည်းငငယ်တော့ကဒီလိုပဲစိတ်ကူးတာပဲ။မာမီလင်းယူရင် ထမင်းချက်လည်းပါရမယ်။ဒရိုက်ဘာလည်းပါရမယ်။ခလေးထိန်လည်းရှိရမယ်။စိတ်ကူးတဲ့တော့ရှိတာပေါ့သမီး။ဒါပေမဲ့လူကန်တရားဆိုတာဘာပြောနိုင်မလဲစင်ရဲခြင်းလဲစင်ရဲတာပဲ ချမ်းသာခြင်းရင်လည်းချမ်းသာတာပဲသမီးတို့ဒက်ဒီနဲ့ယူဆကဒက်ဒီနောက်မာမီလိုက်သွားရတယ်။နေပြောင်းသွားရတယ်။မာမီအဖို့မတက်နိုင်တော့ပြီ။သူ့သမီးကပင်လင်ဟူသောစကလုံးကိုတုံးတက်လာတော့လေသူလင်ယူသောဇလန်းကိုရဲရဲပင်ပြန်လှန်ရ၏။အင်းကထက်လိုက်တဲ့ထမင်းချက်ကအညာမှမပြောဘူးဆိုပြီးပြန်သွားရော။မာမီကိုယ်တိုင်သမင်းချက်ရအဝတ်လျှော်ရတာပေါ့။ မမီသားအိမ်မှာအစကလုံနေကြမဟုတ်ရင်အိုးနင်းခွန်းနေဖြစ်နေမှာပေါ့။အိုးအဲ့ဒီတော့ယောက်ျားကဝင်လို့ပေးပေါ့။တူတူတို့တော့လုံနိုင်ပေါ့။တူတူဒီမှန်သေးတွင် မျက်နှာဟန်ကို အမျိုးမျိုးထားကနှုတ်ခမ်းကိုပေါင်းဟူသောစကလုံးတွင် အတန်ကျန်အောင်အော်ပြမှ ပိတ်လိုက်၏။မမီရင်ထဲတွင် အနားရှိသည့်တပြက်စင်းနှင့်သာထရွေချလိုက်ခြင်းသည်ဒေါသအတော်ဖြစ်သွားလေသည်။အေး အဲ့ဒီလိုလုံးနိုင်ပါမိမတွေပေါ့နှာခေါင်းကြည်ပွေတွေ့ကြတာအေးခင်ကမှန်တဲ့ရှေတတူးမျက်နှာထားဟန်နဲ့မာမီမျက်နှာကို တလှည့်စီခြင်းနဲ့ဤမာမီသည်မျက်နှာများနှီးနေတော့လဲအတန်အေးအေးနှစ်ပင်ဆက်ပြောဤယောက်ျားဆိုတာလေရာစာဆိုရင် ထမေနာရှော့ပေးမတန်အလိုလိုက်ကြချစ်ကြမျက်နှုတ်ကြတာကြည်ပဲအချိန်ကာလကြာလာရင်မိမလို့တဲ့လူကအိမ်ကို ပိုင်ပိုင်နိုင်နိုင်ဦးစီးနိုင်တာတော့ သူတို့စိတ်ကအချစ်ပေါ်လာရင်ခင်ဟာအတုံးကြီးတယ်ခင်ဟာမိဖို့ကြောင့်မနိုင်ဘူးနဲ့အပြစ်ရှာလာတတ်ရောဒီတော့ကိုဖက်ကလုံမတော်ယုံကြတာသမီးတို့ကဲအေးခင်ဒီဘက်ကလုံကြီးတွေကိုဗီဒီယိုထဲပြန်စီပြစ်ထည့်လိုက်ဟိုဘက်ကဟာတွေတော့မိဘူးတိုက်တော့မာမီဒီရှက်ဆက်စကားမပြောတော့ဘဲသူ့အိတ်ခမ်းဖက်သူကူးသွားတော့သည်အေးရပေါ်လှဲရင်စိတ်မှအတော်မချမ်းသာပဲ တတူးတည်ဘာစကားတွေများပြောလာပါသည်။စိတ်ပူလွန်ရွယ်မိန်းကလေးចောင်းကလည်းဒီလိုစိတ်မျိုးနှိုးကြလွယ်ပါတကား။အိုးဘယ်ចောင်းထားထားကို့သမီးကကမြင်လင်ဘယ်လုံးမှထိမ့်မရဟူ၍သူ့စိတ်သူဖြေလိုက်၏။ရှေ့ဆက်ရွယ်သမီးအရစ်အကဲကိုကြည့်ထိန်ပေးရမည်။ဒယ်ရီကိုများတတူးကိစ္စဖွင့်တိုင်ပင်ရရင်ကောင်းပြီလား။ဖွင့်တိုင်ပင်ရအောင်အထုတ်အထည်နဲ့တူတူဘာဖြစ်နေသည်ဟုလဲသူ့မှာဆွဆွဲစရာအကြောင်းမရှိပင် ။ကြောင်းသားကြောင်းပြန်ကအစာဒရိုင်ဘာနဲ့နှစ်ယောက်ထဲမလွန်။တတူနဲ့အတူသူ့ကြောင်းသို့လိုက်သွား၏။ကြောင်းစင်းချိန်တွင် တတူကိုသွားကြရ၏။အေးခင်မှာထို့အချိန်တွင်တယောက်ထဲပင်လွယ်အိတ်ကလေးလွယ်ကမြူနစ်စပယ်ကြောင်းသို့သွားရ၏။မိုးများတပြိုင်ပြိုင်ရွာသွန်းသောတညနေတွင် အမေသည်မာမေစီတို့ပြေးလာသည် အမေကိုမြင်သောအခါမှာမာမေရင်ထဲတွင်ထိတ်ထိတ်ပြပြဖြစ်သွား၏ အမေသည်မျက်ရည်လဲရွှဲနှင့်လက်များမှဆက်ဆက်တုံနေသည် သူ့ကိုယ်ရင်းမိုးရည်များ ရွှဲရွေနေလေသည်တင့်တင့်ကြီးအိတ်ခင်မရှိတော့ဘူးလင်းနောက်လိုက်သွားပြီဒီနေ့ကြောင်းသွားတာထီးမပါသွားလို့ကြောင်းစင်းကိုကျွန်မသွားကြိုတာအိတ်ခင်ကမတွေ့တော့ဘူးသူ့တငယ်ချင်းတယောက်ကဒီစာကိုပေးသွားတယ်ဖတ်ကြည့်ပါဦးတင့်တင့်ရဲ့အမေစိတ်ချနှံ့အောင်သာစာခောက်ကိုယူလိုက်ရသည် မာမီကထိုစာကိုမဖတ်ချင်တော့ လင်းယူသွားသည်ဆိုသည့်နောက်ဘာလို့တော်မြင်သည်သူလည်းသမီးရှင်တယောက်ပင်သည် အမေခံစားရမှုဝေဒနာဘယ်လောက်ပြင်းထန်သည်ကို သူကိုချင်းစာတတ်ပါ၏အမေသည်မိုးရိမ်များအောက်တွင်ထီးဆောင်ရမည်ကိုပင်သတိမရပင်ကြောင်းမပြန်လာခဲဟန်တူသည်ဇေယတုတပ်ပမင်္ဂလန်တို့နှင့်ငွေခရုမှရေသွန်ကကိုကြိုက်တော်သူကိုခေါင်းခေါက်၍ပင် ပေးစားခဲ့စေအောင်နော်သမီးရှင်မိခင်မှာ ရင်ထဲမှာနှမျောတသားစိတ်မှာဖြစ်ရစမြဲပင်သည်ဒေါ်ဘူးတိတ်လည်းမငုံနဲ့တော့လေဘာလို့ချင်လဲလှုပ်ချင်တာရှင်ကျမကိုပြောကျမလှုပ်ပေးမယ်အမေကရှာရွေရှာရွေဆန်ကိုဤခုဘဝကြတော့မှမထူးတော့ပါဘူးတင်တင်ကြီးရဲ့ဒါလောက်မိုက်တဲ့သူကိုကျမပြန်မကြည့်စင်တော့ဘူးတင်တင်ကြီးတို့ကကြောင်းတွေပါရထားပေးတဲ့ဂျေစုကိုသူမထောက်ပဲလှုပ်ရတာကိုအသေးလဲနာတယ်မျက်နာလဲပူတယ်ရှိပါစေတော့ ဒေါ်ဘူးအေးအေးဆေးဆေးပဲပြန်သွားလုပ်ဆရာရှိတာတွေလို့အမေကိုလေချုံနဲ့တွေးလိုက်ရတော့လေမာမီကအမေထက်ဆယ်ဆပို့ရပူ၏သူအိတ်ခန်းသူပြန်ကအမေလိုပင် ရှိုက်ကငင်ကငိုမိသည်စင်စစ်အမိတ်အတွက်စိတ်မချမ်းသာသည့်ထက်တူတူတရပညာတပိုင်းတလက်နှင့်အေးခင်လိုသာလှုပ်သွားပါလျှင်သူယူရချည်ရဲ့တူတူသည်အေးခင်လိုမဖြစ်ပါစေနှင့်တို့တော့သူ့စုတောင်းကမပြေပါလျှင် နှင်းကျွေးများဆဲ၍တိရွတ်များကျွေသောနှွေဦးတွင် သူသည်အမေလိုငိုရသည် အမေထက်ပို၍ငိုသည်အိယပေါ်တွင်ဘုံဘုံလဲနေသောကြောင့်အမေကအနားမှနေ၍ပြဆိုရသည်တူတူကအေးခင်လန်းစင်သို့လိုက်၍သွားလေသည်ဒယ်ရီသည်မာမိအတွက်ဆရာဝန်ပင့်ခေါ်ပေးရသည်တူတူလင်အောင်လိုက်သွားခါစားကမူမာမိမင်းအအုပ်အထိုင်မတက်လို့ဖြစ်ရလား မင်းအတော့မကြလို့ဖြစ်ရတာဟုမာမီကိုသူစုခဲ့သည်ဤကယောက်ျားတို့ဓမ္မတာသည်မိဘနှစ်ဦးအတူစောင့်ထင်းကြသည်ပင် ဖြစ်တော်လဲတားသမီးတယောက်လမ်းလွဲသို့ဖောက်ပြန်လာလင်မိခင်ကိုလက်ညှိုးထိုး၍အမေလို့သူကိုအတုံးမမကြဘဲကိုဟူသောစကလုံးကိုသုံးမြဲပင်သည်တူတူကအိမ်မက်မှနိုးလေပြီတူတူသည်တကယ့်ကဘာကိုရင်ဆိုင်ရပေပြီတူတူ၏အိမ်မက်ထဲတွင်အေးခင်အမေကလည်းရှိနေသည် အဲ့ရမနိုးလင်အစင်သည့်အမေပြင်ထားသောကော်ဖီစပွဲတွင်မောင့်ဘေးနာမှထိုင်၍အမေกินထားသောပေါင်မုတ်မီးခင်လေးအားထောဘက်တုတ်ကမောင့်ကိုချွေးမည်ကော်ဖီကိုကိုယ်တိုင်ငှဲ့၍ပေးမည်မာမီလိုပင် အမေကိုဟင်းစီမံကမောင့်ထန်သို့ပြန်သွားရမည် မောင်ယုံတက်လင်ဝတ်ဖို့အဝတ်အစားအသင့်ပြင်က မောင်ရီချိုးချိန်တွင်မျက်နှာတော့ပွားလေးကင်ကစောင့်နေပြီ။အိမ်မက်မလန့်နိုးသောအခါအမေလည်းမရှိ၊ဒယ်ရီနဲ့မာမီလည်းမရှိ တို့အိမ်လေးလိုအိမ်သားကလေး၃ယောက်တိမဟုတ်မောင်အိမ်မှာကုံတယ်ပွဲစားအိမ်ဖြစ်၍လူကလည်းရှုံးတားချင်းကလည်းများလာသည်သူ့အိမ်မက်ထဲတွင် မပါသောမျက်နှာသားဆူဆူကြီးနှင့်ရကမကြီးကိုလည်းယခုတွေ့ရပေပြီ ကော်ဖီရေကိုလည်းခရီးချင်းနှင့်သုံးလေးလုံးဖြော်ထားရမည်ဟင်းအိုကြီးကလည်းအကြီးကြီးလာသည်မလူကိုတင့်တယ်လို့ကြွေးချိန်တွင် တူတူသည်လုံ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 နှင့်ပါနေသည် မောင်အလုတ်သွားချိန်ကဒယ်ရီလို9နိုင်ခွဲအချိန်မှမဟုတ်။သွားချိန်နေ့အချိန်မောင်ကတိုက်တော်၎င်းပွဲရုံတော်၎င်းလိုင်စင်ကိစ္စအတွက်၎င်းထွက်၍သွားတတ်၏။မောင်ကိုလည်းပြေး၍အဝတ်အစားဆင်ပေးရသေးသည်။ကုံတယ်ပွဲစားဆိုသည်မှာချမ်းသာသည်ပင်ချောင်းအောင်။ဒယ်ရီနှင့်မာမီတို့လိုလာခစားအိမ်ကဲ့သို့တတ်တတ်ရရဲ့အေးအေးဆေးဆေးမဟုတ်သည်ကိုတူတူခုမှဂရုပြုမိလေသည်။ အိမ်မာတုံးကစန္ဒယဖြစ်ဖြစ်ပပွန်ဖြစ်ဖြစ်ရုပ်ရှင်ကတက်တခုခုထဲတွင်ပါလာလင်ဒယ်ရီစနေနေ့စန္ဒယအောင်တော်ဟုသူကဆိုလိုက်လင်ဒယ်ရီသည်ရုံးအပြန်လက်မှတ်ဝယ်လာခဲ့သည်ဒီမှာကတော့မောင်းကိုဒီလိုမှားလို့မရဝယ်ပြီးလက်မှတ်များကိုပင်ဖျက်ပြရ၏တူတူမမရုနဲ့သွားနိုင်သွားမောင်းတော့မလိုက်တော့ဘူးမောင်းမှာအလုပ်တွေကများလာ၏ အိမ်ကစိတ်ကမပြောက်သေးတော့တူတူသည်အိမ်ရထဲတွင်ခွေ၍ငိုလိုက်ရသေးသည်တူတူကလည်းကွယ်ခလေးမဟုတ်တငယ်မဟုတ်မောင်ကသူ့ကိုစူ၏လင်းနေသားမွေအရွယ်ရောက်နေပြီဘိုက်စကုတ်မကြည့်ရတာနဲ့ငိုတဲ့တော့ရကမကြီးကလည်းသူ့ငိုသည်ကိုမိသွားလျင် အတန်ပြဲခြင်းနဲ့អော်၏မာမီကစူစရာရှိသည်ကိုတော့အတန်အေးလေးနှင့်ပြောပြတတ်၏ယခုမှမာမီကိုလွမ်းနေ၍လဲအကြောင်းမထူတော်သည်ကို တူတူသည်ထို့ကြောင့်တူတူသည်ရောက်ခမအိမ်တွင်စူးစားနေကြည်သည်တခါတည်းရန်သူ့ကိုယ်သူမှန်သေးတွင်ချင်းရင် မာမိကိုမှန်သေးမှကြည်ကပြောင်ခဲရှာထုတ်ပြခဲ့သည်များကို ပြန်၍တရားနေသည် သူရှာထုတ်စဉ်ကခစ်ခနဲရယ်လိုက်သောအေးခင်တယောက်ကဘယ်လိုများနေပါလဲအေးခင်လင်ယူသည်ကရောပျော်စရာများကောင်းလေမလားမာမီကလင်မီယူနဲ့လို့သမီးတို့ကမတားဘူး လင်းဟာယူရမှာပဲဒီဂရီလေးပါလေးပြီးတော့ယူကြတာပေါ့အခြေအနေကမဖြစ်နိုင်လွန်းလို့ဆိုတော့ဆန္ဒအောင်ပြတဲ့အထီတော်စာတင်ပြီးမှယူကြတာပေါ့တခါကမာမီကဤသို့ပြောခဲ့၏စင်စစ်မာမီသည်တနေ့တော်အခါလောကထဲတွင် သူ့ကိုတယောက်တည်းထားခဲ့ရမည်သူ့သမီးသည်အဝေးသို့လွင့်ကာပြန်ထွက်သွားမည်ကိုကြိုတင်သိပြီဖြစ်သည် တို့တော့အပြောကျဲသောလောကကိုအတောင်အလက်ဆုံးခါမှမာမီကပြန်စေခြင်း၏ တို့တော့မာမီတို့ကဘာလို့လင်ယူသေးလဲဟူသောအတွေ့အကတူတူရင်ထဲတွင်ခံရွေ့နေတတ်ပေသည် ခိုးမမာမီသည် ခန္ဓာရည်ရှိမြအချိန်ကို တွက်ပြနေခြင်းဖြစ်သည်ကိုတူတူတဘောပေါက်၏မာမီသည်ချစ်တုံးကချစ်တလောက်ခိုးတော်မောင်တို့ပြန်အပ်သည်ကိုမှလက်မခံသူ့ကိုအစိမ်ကြီးစိန်လေပြီသူသည်မှန်ကိုကြည့်ရင် ရှိုက်ကရှိုက်ခါငို့၏အိမ်မက်ထဲတွင်မာမီနှင့်ဒယ်ရီညာသောအခါသမီးလေးတယောက်မွေးလာသည် အေးအေးဆေးဆေးပင်ဒီတယောက်ဆုချစ်ကြ၏ယခုတော့အပြစ်မှာ ပထမကလေး၃လရှိသည်တူတူပိုက်ထဲတွင်နောက်တယောက်ရှိလာပြန်သည် ကြိုတင်၍တူတူတွေးမထားသောအကြောင်းများသည်ဒီလောကတွင်တပုံကြီးရှိပါသေးသည်တကားယခမကြီးကနှုတ်ဘူးမတိုင်ရကလေးထိန်မငှားရဆိုသောအခါတူတူဟင်ကိုချင်၏ကလေးနေမကောင်း၍စေးတိုက်သွားရန်ကားလိုချင်းသည်ကိုမှအားမရ၏မအားလျင်သုံးပင်းနှင့်စေးတိုက်ကိုပြေရ၏ မောင်ဒီသားမမာဒီကိုမှတရွတ်ရလှုပ်ချိန်မရပင်ပထမကလေးမှာမိန်းကလေးဖြစ်၍ဒုတိယကလေးမှာသားဖြစ်သည် သူဒီသားကို ပခတ်တွင်ထဲကမမေလိုပင် အနာမှာကလေးဆွတ်တာလေးထိုး၍ကလေးကိုစောင့်သိမ့်ခြင်းသည်သားလေးနေမကောင်းသည့်နေ့ကသူ့အနာမှာမခွာကရင်ပေါ်တွင်တိတ်ကားစောင့်နေ၏တတူရခမကြီးအော်တာမှာမိုးချုံးသလိုအောက်ထပ်မှဟိရွေထွက်လာ၏ တူတူသည်အောက်သို့ပြေးဆင်းသွားရ၏။ခလေးကောင်မှလို့ကြည့်မနေနဲ့။မုံရွာကအထယ်တွင်ရောက်လာတဲ့ဆင်းရဲမှတ်ပြလက်ခံလိုက်စမ်းတူတူသည်သားလေးစီ စိတ်တဝက် လုံချင်ဆင်းများကိုစိတ်တဝက်နှင်ရင်းနေရသည်တူတူမောင်အတံပါတကားမောင်ဘယ်တုန်းကများအိမ်ပြန်ရောက်နေပါလဲဆင်းရဲများကိုပြစ်ချလိုက်ကအတံလာရအိမ်ပေါ်သို့ပြေးတက်သွားတော်သည်မောင်သည်ဂရင်ဘေးတွင်မတည့်ရက်ကား သူ့ကိုမျက်နှာကြီးညီ၍ကြည်နေ၏။သားကတဆက်ဆက်တုံကတက်နေတော့သည်။တောက်တော့မကြခလေးကို ကြည့်ဖို့မရဘူး။ဒီမှာခလေးတက်နေပြီ။မအော်တန်ကလည်းခုနှစ်တန်ချီတူတူသည်အကျိုးအကြောင်းကိုဘာမှမရှင်းပြတော့။သားကိုပြေး၍ပွေချီကအတန်ကုန်ဟိ၍သူ့ချစ်တော်ဆန်နေရကြီးငိုတလို့ငိုချလိုက်တော့သည်။မမကြီးထားကြည့်ပါဦး။တို့များတမီးလေးပြန်လာပြီ။ဒယ်ရီ သူတကယ်ပြန်လာပြီလားမာမီသည်အဟုတ်ပင်ကရင်ပေါ်တွင်ထထိုင်ကာမယုံတဝက်ယုံတဝက်နှင်းမေးလိုက်၏တကယ်မှတကယ်ပင်မတက်သွားတက်ခါစသမီးလေးကိုလက်တွဲကသားကလေးကိုပွေ၍အခန်းဝတွင်ရပ်နေသောတူတူကိုမာမီမြင်ရ၏ကလေးကိုအမေကစီးယူကခြိလိုက်၏တူတူသည် ငငယ်ကဟန်အတိုင်းပင် မာမီရှိရာသို့ပြေးသွားကဖက်ငိုလိုက်တော်သည်မာမီတူတူပြတ်မသွားတော့ဘူး တတူးကိုပြန်မလွတ်ပါနဲ့နော်တတူးသူတို့နဲ့နေရမှာကြောက်တယ်မာမီသမီးကိုချစ်သေးရလားတတူးကရှိုက်ကာငင်ကာငိုရင်းအမေကိုလှုပ်ရွေမေး၏မေးပဲမေးရလေချင်းတတူးရဲ့ကလေးနှစ်ယောက်ရသည်ပင်မိခင်တယောက်၏မေတ္တာတဘောကိုတတူးမသိသေးသည်တကားမာမီကတတူးကောင်းကို သူ့ရင်ခွင်တွင် ယူထားကနှစ်ဖူးဆဆန်နုထဲမှချွေးများကိုတုပ်ပေး၏ တူတူငိုတန်းဆဲမှမာမီကစကားပြော၏ဒယ်ရီမှာမြေဦးမိန်ကလေးကို ပွေချီကသူတို့အနာရင်လာထိုင်သည်မေးရလိုက်တာတူတူရဲ့မာမီဟာသမီးလေးကိုအစင်ချစ်နေတာပေါ့ဘယ်တော့မှမာမီမမုန်းဘူးမာမီကလောကကိုရင်ဆိုင်နိုင်လောက်တဲ့အချိန်ကျမှအေးအေးဆေးဆေးလင်ယူစစ်ချလို့အုတ်ထိလာခဲ့တဲ့ကြားကခုလိုဖြစ်ရတာရင်နာလုံးလို့သမီးကိုဖြစ်ထားတာပဲမာမီဟာသူများအမေလို့ နေမဲငစကြမ်းကြမ်းတန်းတန်းကြီးလည်းမဆုံးမတတ်ဘူးခုကိစ္စမှာလည်းတမီးတီတီချာချာစဉ်းစားဒယ်ရီတို့မာမီတို့ဝင်မပါချင်ဘူးတမီးလည်းစိတ်ဆိုးပြန်လာတာမျိုးတော့မလုပ်နဲ့တမီးဆက်ကိုတမီးနိုင်အောင်ဆက်ကရမှာတူတူကမာမီအေးညင်သာသောအတမှာ မြင်းမြတံမိုးရှိသည်ကိုခုမှနားလဲပေးပြီဒယ်ရီမာမီကိုရောက်အောင်ပြောပြပါဒယ်ရီရဲ့ဒယ်ရီမှာရှိတဲ့အာနာတွေကိုလည်းအားလုံးသုံးပေးပါ တူတူပြန်လာတာမောင်နဲ့တဘောချင်းမတိုက်ဆိုင်တာတင်မဟုတ်ဘူးတူတူသူတို့အတိုင်းအဝန်းကြီးတစ်ခုလုံးကိုကြောက်တယ်တူတူနေလို့မဖြစ်တော့ဘူးဒယ်ရီဒီသူ့သမီးကရှိသမျှအာနာအာလုံးသုံးပေးပါဟူ၍ပင်စကလုံးသုံးလာသည်ကိုအံ့ဩမဆုံးတော့ပင်ဒယ်ရီမှာအရာရှိကြီးတယောက်ပင်ဖြစ်၏တို့တော့ဒယ်ရီနဲ့မာမီသည်သမီးစိတ်ကိုမယုံပင်စောင့်ကြည့်ကြ၏တကယ်ပင်တူတူသည်စိတ်ပြက်ခဲ့လေသည် မောင်ကလူကြီးဆောင်ရနဲ့လာခေါ်တော့လဲတတူးပြန်မလိုက်တော့မောင်ကလက်လျှော့ရပြန်ရတော့သည်ဆက်ရှင်နှစ်တွင် တတူးကလေးနှစ်ယောက်အမေဖြစ်ရသည်တတူးစာဆက်တင်မယ်ပြီးတော့ဒီဂရီရပြီးဒီကလေးတွေကို တတူးရှာကျွေးပါမယ်တတရားခိုးမဒယ်ရီနဲ့မာမီကဘာပြောနိုင်ပါမည်နည်းမြေးများကိုဆက်ထိန်ထားကြရပြီတော့မည်တတူးကထိုနှစ်တွင်မက်ထရစ်ချောချောမောမောအောင်သွားတော့သည် သူတို့သည်တတူးကိုတက္ကသိုလ်သို့ဆက်ပို့ကြ၏တတူးတက္ကသိုလ်ရောက်သောနှင့်အေးခင်သည်လည်းအိမ်သို့ပြန်လာသည်အမေသည်ထုံးစံအတိုင်းဥလျားဖားလျားမာမိစီသို့ပြေးလာသည်တင်တင်ကြီးအေးခင် အေးခင်ရဲ့ပြန်လာပြီ အမေအတန်သည်ဝမ်းနေတန်လာဝမ်းသာတန်လာဝေခွဲ၍မတက်အောင်တုံရင်လှ၏မာမီကအစေခံတန်လျားလေးသို့အမေနှင့်အတူပြေးလိုက်လာသည် အေးခင်ကိုယောက်ျားလေး၃ယောက်နဲ့အတူတွေ့ရ၏အေးခင်ဒါနဲ့သားတွေလားကလေးတွေအဖေကဘာလုပ်လဲဟုတ်ကဲ့ဒီတငယ်ကောဘယ်မှာလဲအေးခင်ကငိုချင်းချပြန်လေပြီအမေကလည်းခုမှငိုတော့၏တင်တင်ကြီးရဲ့တရေသမိန်မှာလဲစင်းကလုတ်တဲ့သူ့ကိုမပေါင်းနိုင်တော့ဘူးလို့နှင်ချလိုက်တာတဲ့ဟင်မာမီကတပြင်းချလိုက်၏ တက်ပြင်းချရွေမာမီကဘာပြန်ပြောရမှန်းမသိတော့ကဲအမေစိတ်ရှုပ်မနေနဲ့သူထွက်သွားတော့ကနှစ်ယောက်မို့လားခုပြန်လာတော့အားလုံးလေးယောက်ပေါ့အဲ့ဒါပဲမှတ်ပေါ့မာမီကဒါပဲပြောကထွက်သွားတော့သည် မာမီကတော့ဓာတ်ထပ်ပို၍လဲဘာပြောရအောင်မြင်နေအမေရင်ထဲတွင်မူမိစကြီးထိုးတလို့ပူလှသည်ရခင်ကမှတားမိနှစ်ယောက်အတွေ့ငွေအစိတ်နှင်နေရသည် ယခုတိုးလာတော့ပစက်ပေါက်၃ပေါက်ကိုဘယ်လိုကျွေရပါ အေးခင်အလုံးလို့ဆိုရအောင်ခုနှစ်တားမှမအောင်လင်းဘာအလုံးလို့ရပါမြင်နီတတူးလို့အေးခင်အားចောင်းဆက်နေဆိုရအောင်ဒီကလေး၃ယောက်ကိုဘယ်လိုမွေးရပါဟဲ့မိခင်အေးရဲ့တစ်ပင်လဲလာချင်းတူပေမဲ့တတူးကို အောက်ကတဲခံပေးမဲ့လူရှိတယ်ဟဲ့နေ့မှပဲသူရှိတဲ့တော့အမေကစာမတက်၍ဖွဖွဲ့နွဲ့နွဲ့မငေါ်တန်း သူ့ဝိုင်းထဲရှိအသိဉာဏ်ကို သူတတ္တမြစကလုံးနှင့်ဖော်ထုတ်ငိုခြင်းဖြစ်၏ဆင်စစ်မတော်မုံတိုင်းထန်သောအခါလဲကျပြိုကျသည့်ခြေပင်ဖြစ်၏တူတူက အထက်ကနေသူဖြစ်၍ပိုနာမီဟုရုတ်တရက်ထင်ပွဲရှိတော်လဲအမေပြောသလိုတဲရင်မကပိုက်ရောလဲမွေရာထထူရော အောက်မှခံပေးမည်သူရှိ၍ကြပင်ကြတော်လဲမနာလား အေးခင်မှာတော့အမေပြောသလိုဘယ်သူမှမရှိတော့ကြောင်းအနှိမ့်ဆုံးအကိုင်းမှာကြာရတော့လေအေးခင်တိုင်ရမှာကြည်လာသည်တကားမုံတိုင်းတစ်ခုထန်လာလင်းတစ်ပင်အမြင့်ကိုင်းပေါ်တွင်ရှိနေတော်သူမှာအောက်ဆုံးအကိုင်းတွင်နေတော်သူထက်အကြနာသည်ဟုဆိုသူ၏ဤစကားသည်အခါခတ်သိမ်းမှတ်လေသလားဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းဆရာမကြီးခင်းနေရေးတာထားတယ် မတူလေချင်းဆိုတဲ့ widget တို့လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။